ဆီယံငွေနဲ့ရောင်းချင်းငွေကဘာကွာချပါသလဲအလုံးဝမင်္ဂလာပါကျွန်တော်ကတော့ LSD Group မြန်မာ Law Fan ကတရားလွတ်တော်ရှင်နေဘူးအောင်ကျော်ပြဖြစ်ပါတယ်ကျွန်တော် Law Fan အနေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ကိစ္စရများကိုဆွေးနွေးမြဝေနေရရှိပါတယ်အဲ့တော့ဆီယံငွေဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်စီရင်ချက်လေးတစ်ခုနဲ့ဥစွာဆွေးနွေးမြဝေပေးလိုပါတယ်အဲ့ဒီစီရင်ချက်ကတော့ဥမင်းသိန်း ဒေါခင်သွယ်ဆိုးနဲ့ဦးတန်းထွန်းပေါ်နော်1992ခုနှစ်တရမပထမယူခံမှုအမှတ်33နဲ့အမှုဖြစ်ပါတယ်ဒီအမှုကစင်ချက်ဖြစ်ပါတယ်စင်ထုံးမဟုတ်ပေါ့နော်အဲ့ဒါလေးကိုဥစွာတတိပြုစီလိုပါတယ်အဲ့တော့စင်ချက်မှာဘယ်လိုဆုံးဖြတ်ထားသလဲဆိုတော့ဆယံငွေဆိုဒီမှာတဲ့အာမခံသဘောဖြစ်ပွေးတင်းတိငွေဖြစ်၍ ဆံငွေဆိုရတဲ့အာမခံသဘောအဖြစ်ပေးသွင်းတဲ့ငွေဖြစ်ပါတယ်တဲ့ဝယ်သူအနေဖြင့်ပြက်ကွက်မှုရှိခဲ့ရင်တဲ့ဝယ်သူကဆံငွေကို ရောင်းသူထံမှပြန်လည်တောင်းခံဝယ်မရှိပေဘူးအဲ့ဝယ်သူကပြက်ကွက်တာဆိုလို့ရှိရင်တော့ဝယ်သူကအဲ့ဒီသူပေးထားတဲ့ငွေကိုရောင်းသူထံကနေပြန်လဲပြီးတော့တောင်းခံငွေမရှိပါဘူးတဲ့ဆက်ပြီးတော့ဘယ်လိုဆုံးဖြတ်တယ်လဲဆိုတော့နှစ်ဖက်သဘောတူညီချက်ဖြင့်အယောင်းဝယ်ကတိစာချုပ်ကိုတဲ့ဖြတ်သိမ်းကြရင်တဲ့ ဝယ်ယူသူပြက်ကွက်မှုကြောင့်မဟုတ်သဖြင့်တဲ့ရှယ်ငွေကိုဝယ်ယူသူကပြန်လည်ရထိုက်권ရှိသည်တဲ့။နောက်နှစ်ဖက်သဘောတူညီချက်နဲ့ဖြတ်သိမ်းတာဆိုလို့ရှိရင်တဲ့ဝယ်ယူသူရဲ့ပြက်ကွက်မှုမဟုတ်လို့ဝယ်ယူသူကရှယ်ငွေကိုပြန်လည်ရထိုက်권ရှိပါတယ်တဲ့။နော်အဲ့တော့ဝယ်ယူသူပြက်ကွက်မှုမဟုတ်ရင်ဝယ်ယူသူကပြန်လည်ရထိုက်권ရှိတယ်ပေါ့နော်။အဲ့တော့ရှယ်ငွေဆိုတာကအာမခံသဘောဖြစ်ပေးတဲ့ငွေဖြစ်ပါတယ်။ဒါကြောင့်မလို့ဝယ်ယူသူကပြက်ကွက်မယ်ဆိုလို့ရှိရင်ရောင်းသူက ဆီယံငွေကိုတင်ပိုက်ခွင့်ရှိပါတယ်။ဝယ်ယူသူရဲ့ပြက်ကွက်မှုမဟုတ်ဘူးဆိုလို့ရှိရင်တော့အဲ့ဒီငွေကို ရောင်းသူကတင်ပိုက်ခွင့်မရှိဘူးပေါ့နော်။ဒါကတော့ဆီယံငွေရဲ့မူသဘော ဖြစ်ပါတယ်။ဆက်လက်ပြီးတော့ရောင်းရင်းငွေကိစ္စနဲ့ပတ်သက်လို့စီရင်ထုံးလေးတစ်ခုနဲ့ဆွေးနွေးပြဝေပေးခြင်းပါတယ်။အဲ့ဒီစီရင်ထုံးကတော့ CT1 နဲ့ဥသွေပါနဲ့ပေါ့နော်။1968ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများစာ တင့်နစ်တဲ့အဖို့ဖြစ်ပါတယ်။စင်ထုံးရဲ့အချင်းချုပ်လေးကိုဆွေးနွေးမျှဝေပေးရမယ်ဆိုလို့ရှိရင်အယူခံတရလိုဖြစ်တဲ့ CT1 ကအယူခံတရပြိုင်နေဖြစ်တဲ့ဥသွင်နဲ့ဒေါ်သိန်းတို့အပေါ်မှာငွေ4950ရလိုမှုနဲ့တရားဆွဲပါတယ်။ဆွဲရတဲ့အကြောင်းရင်းကတော့ CT1 ကဥသွင်တို့စီကနေပြီးတော့မှ မြေဝယ်ဖို့သဘောတူပြီးတော့ဆီယံငွေတွေကိုပေးခဲ့တယ်ပေါ့နော်။ သို့တော်တဲ့မြေကိုတိုင်းထွာကြည့်တဲ့အခါကျတော့တဲ့မူလကတိပြုထားတဲ့အတိုင်းမရှိဘူးလို့တွေးရှိရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ရောင်းသူကဝယ်သူကသူပေးထားတဲ့ငွေတွေကို ပြန်ရလိုပါတယ်ဆိုပြီးတော့မှတရားစွဲခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့မူလယုံမှာဝယ်သူဖြစ်တဲ့တရားလို City 1ကအနိုင်ရတယ်ပေါ့နော် သူပေးထားတဲ့ငွေ၄,၉၅၀ကိုပြန်ရဖို့အမိန့်ချမှတ်ပေးခဲ့ပါတယ်တရားယုံက ဒါကြောင့်မလို့ဥတင်တော့ကမကျင်နှက်လို့အဲ့ဒီအမိန်ကိုအယူခံတက်ရောက်ပါတယ်။အယူခံယုံကဘယ်လိုဆုံးဖြတ်တယ်လဲဆိုတော့မူလယုံရဲ့เนาะဒီဂရီကိုပယ်ဖြတ်လိုက်ပြီးတော့မှတရားလူရဲ့အမှုကိုပတ်လက်လိုက်ပါတယ်။เนาะတရားလူအမှုရှုံးသွားတယ်ပေါ့။တရားပြိုင်နေနိုင်သွားတယ်ပေါ့เนาะ။ဒါကြောင့်မလို့တရားလူဖြစ်တဲ့ CT1 ကမကျင်နှက်လို့တရားယုံချုပ်ကိုအယူခံတက်ရောက်တဲ့အခါမှာဒီစင်တုံးပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ နောက်ဆုံးမှာတရားရုံးချုပ်ကဘယ်လိုဆုံးဖြတ်တယ်လဲဆိုရင်เนาะနားလည်လွယ်အောင်အကျဉ်းချုပ်လေးဆွေးနွေးပေးပါမယ်တတိကံကကြီးဂတိစာချုပ်ကိုကြည့်လင်တဲ့တတိကံကကြီးဂတိစာချုပ်ဆိုတာအယောင်းဝယ်ဂတိစာချုပ်ပေါ့ဗျာပထမအချိန်ပေးခဲ့သောငွေ3000မှာတဲ့ဆံငွေဖြစ်ကြောင်းထင်ရှားသည်တဲ့ယူကန်တရလိုကိုတိုင်းတဲ့မူလယုံနိုင်တဲ့ယူကန်တရလိုဆိုဝယ်သူပြောတာပါเนาะထွက်ဆိုစဉ်ကလည်းထိုးငွေသည်ဆံငွေဖြစ်ကြောင်း ြောဆိုခဲ့သည်တဲ့ဆရာငွေဆိုဒီမှာအာမခံအဖြစ်ပေးသွင်းသည့်ငွေဖြစ်၍ဒါခုနစီရင်ချက်နဲ့အတူတူပဲเนาะအယူခံတရလိုသည်မိမိအနေဖြင့်ပြက်ကွက်မှုရှိခဲ့သည့်အတိုင်းတရလိုကပြတ်တာပေါ့เนาะဝယ်သူကပြက်ကွက်တာပေါ့ရောင်းသူထံမှပြန်လဲတောင်းဆိုခြင်းမပြုနိုင်ပေတဲ့ကြံငွေ1950ကိုမူတဲ့ဆရာငွေ3000ပေးပြီးနောက်10ရက်ခန့်အကြာတွင်တဲ့အယူခံတရလိုကပေးခဲ့ခြင်းဖြစ်ရတဲ့ ထိုးငွေသည်တဲ့မြေရောင်းချငွေဤတစိတ်တသေးတာဖြစ်သည်ဟုယူဆမိဖြစ်သည့်အလျောက်တဲ့အယူခံတရေပြိုင်တို့သည်အယူခံတရေပြိုင်ဆိုတာရောင်းသူတွေကိုပြောတာပါနော်ထိုးငွေကိုပြန်လဲပေးအပ်ရန်တာဝန်ရှိသည်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့တော့ဒီမှုမှာဝယ်သူကပြက်ကွက်ခဲ့တဲ့အတွက်ဝယ်သူပေးချေထားတဲ့ဆံငွေကိုတော့အဆုံးခံရတယ်ဒါပေမဲ့လည်းပဲဝယ်သူရဲ့နော်ပေးချေထားတဲ့ရောင်းကြီးငွေကိုတော့ ရောင်းသူတွေကတိမ့်ပိုက်ခွင့်မရှိဘူးဝယ်သူပြန်ပေးရမယ်လို့ဆုံးဖြတ်ခဲ့တဲ့စီရင်ထုံးဖြစ်ပါတယ်เนาะအဲ့တော့3000ရှုံးသွားတယ်ဒါပေမဲ့1950ကိုတော့ပြန်ပြီးတော့မှရခဲ့ပါတယ်အဲ့တော့ဆံငွေနဲ့ရောင်းချေးငွေဘာကွာခြားသလဲဆိုတော့ဆံငွေဆိုတာအာမခံသဘောဖြစ်ပေးတဲ့ငွေဖြစ်တယ်ဒါကြောင့်မို့လို့ဝယ်သူက ပြက်ကွက်ရင်ရောင်းသူကတိမ့်ပိုက်ခွင့်ရှိတယ် ရောင်းချင်းငွေဆိုတာကတော့เนาะဝယ်သူကပြက်ကွက်စေကာမူရောင်းသူကတိမ့်ပိုက်ခွင့်မရှိဘူးပေါ့เนาะဒါဆိုလို့ရှိရင် case တစ်ခုမှာပေါ့เนาะအကယ်လို့များဆင်ရန်ပေးထားတာမရှိဘူးရောင်းချင်းငွေရဲ့တစိတ်တည်သားကိုပဲပေးချေထားတယ်ဆိုလို့ရှိရင်เนาะဝယ်သူဘက်ကပြက်ကွက်တယ်ဆိုလို့ရှိရင်ရောင်းသူကအဲ့ဒီငွေကိုပြန်ပေးရမှာဖြစ်တယ်ပေါ့เนาะဒါပေမဲ့ရောင်းသူရဲ့နှစ်နာမှုကိုဘယ်လိုကုစားလို့ရနိုင်တယ်လဲဆိုတော့ ဝယ်ယူသူအပေါ်မှာရောကြေးရလိုမှုတရားဆွဲဆိုခွင့်ရှိပါတယ်အဲ့တော့ဒီဆွေးနွေးမှုကိုနှိကုံးမချုပ်ခင်မှာကျွန်တော်အနည်းငယ်လေးဖြည့်ဆက်ပြီးတော့ဆွေးနွေးမျှဝေပေးချင်တာရှိပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့เนาะအကယ်လို့ကျွန်တော်တို့ကဒီအယောင်ဝယ်တွေမှာတာမအားဖြစ်ဆိုရင်ဆံဝေးချတယ်အပြီးတက်ချတယ်စာချုပ်ကိုနှစ်ဆောင်ပဲပြုလို့ချိုးဆိုလို့ရှိပါတယ်တခါတည်းမှာเนาะဒီအယောင်ဝယ်ရဲ့လိုအပ်ချက်အရာ ဆံငွေချတဲ့အပြင်ကိုနောက်ပိုင်းတွေမှာเนาะအပြစ်တက်မချခင်ကြားထဲမှာနှစ်ရက်သုံးရက်စသဖြင့်ငွေချတာမျိုးတွေရှိတတ်ပါတယ်အဲ့ဒီချိန်ကြာရင်တချို့တွေကပေါ့เนาะပထမချိန်ဆံပေးတယ်ဒုတိယချိန်ဆံပေးတယ်တတိယချိန်ဆံပေးတယ်စသဖြင့်ရေးကြတာရှိပါတယ်เนาะအဲ့လိုမျိုးမရေးသင့်ပါဘူးအဓိကအပြစ်တော့ဝယ်သူတွေအနေနဲ့အဲ့ဒီလိုမျိုးမရေးသင့်ဘူးပေါ့เนาะဘယ်လိုဆောင်ရွက်သင့်တယ်လဲဆိုတော့ပထမအချိန်ချတာကိုတော့ဆံပေးစာချုပ်ချုပ်ဆိုလို့ရပါတယ်เนาะ ဒုတိယအကြိမ်ငွေပေးမယ်ဆိုလို့ရှိရင်တော့ရောင်းချင်းငွေရဲ့တစိတ်တဒေတာကိုပေးချေတယ်လို့သုံးလုံးသိပါတယ်တတိယအကြိမ်ငွေပေးတာကိုလည်းပဲရောင်းချင်းငွေရဲ့တစိတ်တဒေတာအဖြစ်ပေးချေတယ်လို့ပဲသုံးသိပါတယ်ပေါ့နော်အဲ့တော့ဆီယံငွေနဲ့အပြီးသက်စာချုပ်နှစ်ခုကြားထဲမှာပေးတဲ့ငွေမှန်သမျှကိုရောင်းချင်းငွေရဲ့တစိတ်တဒေတာကိုပေးချေတယ်လို့သုံးလုံးချုပ်ဆိုသိပါတယ် ဒါမှအကြောင်းကြောင်းကြောင့်ဝေသူကဝေဆက်လက်ပေးဖို့ရပြက်ကွက်မယ်ဆိုလို့ရှိရင်ဆေးရငွေကိုအဆုံးခါမှာဖြစ်တော့လေရောင်းချင်းငွေကိုပြန်လဲရထိုက်ခွင့်ရှိမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဆွေးနွေးမျှဝေပေးတဲ့အကြောင်းအရာလေးကတော့ဆေးရငွေနဲ့ရောင်းချင်းငွေဘာကွာခြားသလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်တယ်ပေါ့နော်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်